ဘာကြောင့်မြောက်ဒဂုမြို့နယ်ကရေပန်းစားလာရတာလဲရန်ကုန်မြို့မှာလက်ရှိရေပန်းအစားဆုံးနဲ့အယောင်ဝယ်ဖြစ်ဆုံးမြို့နယ်လို့ပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မြောက်ဒဂုမြို့နယ်ကိုပဲပြောရမှာပဲဖြစ်ပါတယ်မြောက်ဒဂုမြို့နယ်ကိုကြိုက်တဲ့သူတွေရှိသလိုမကြိုက်တဲ့သူတွေလည်းရှိပါတယ် သို့တော်ညာလည်းကျွန်တော်တို့ရန်ကုန်ကပဲဖြစ်ဖြစ်နေရပဲဖြစ်ဖြစ်အတိကရင်းနှီးမြှုပ်နှံကြမယ်ဆိုလို့ရှိရင်မြောက်ဒုက္ခမြို့နယ်ကိုပဲအတိကထားပြီးတော့မှရင်းနှီးမြှုပ်နှံကြတာကိုကျွန်တော်ပို့ပြီးတော့မှတွေ့ရပါတယ်။ဘာကြောင့်မြောက်ဒုက္ခရင်းရေပန်းစားလာရလဲဆိုတဲ့အကြောင်းရင်းကိုကျွန်တော်အချက်လေး၃ချက်နဲ့ကျွန်တော်ပြောပြပေးပါမယ်။ပထမဆုံးတစ်ချက်ကတော့ဆာရက်ဆာရက်နေထားတွေပါ။မြို့တစ်တီမှာဆိုလို့ရှိရင်ပါမစ်နဲ့ဂရန်တွေပဲအတိကချပေးရလို့ကျွန်တော်တို့အကြံပေးမှတ်ယူလို့ရပါတယ်။လက်ရှိချိန်တွေမှာပါမစ်တွေက ကျွန်တော်တို့အမီပြောင်းလျှောက်ထားတဲ့ဟာကိုပိတ်ထားတဲ့အတွက်ပါမစ်အနေထားလေးတွေမှာကျွန်တော်တို့အယောင်းဝယ်လေးတော်တော်လေးအေးလာတာကိုကျွန်တော်တို့တွေ့ရပါတယ်ကျွန်တော်တို့ဒဂုံလေးမျိုးနဲ့ပြစ်တဲ့မြောက်ဒဂုံအရှိဒဂုံတောင်ဒဂုံဒဂုံစိတ်ကန်ဒီလေးမျိုးနဲ့မှာဆိုလို့ရှိရင်ပါမစ်ထက်ဂရန်နီပိုများနေတာကျွန်တော်တို့မြောက်ဒဂုံမျိုးနဲ့တစ်ခုပဲရှိပါတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်100ရာခိုင်နှုန်းမှာဆိုလို့ရှိရင်20ရာခိုင်နှုန်းလောက်ပဲပါမစ်အမြင်အနေထားလေးတွေကြံ့နေတာကိုကျွန်တော်တွေ့ရပါတယ် ဂရမ်မာဆိုလို့ရှိရင်လည်း SP တွေကိုပိတ်လာပြီးတဲ့နောက်ပိုင်းမှာဝယ်သူတွေကဝယ်ပြရတဲ့ချက်ချင်းမိမိနာမည်ကိုတက်ပြီးတော့မှဖောက်တဲ့ကိစ္စတွေကိုလှုပ်လာကြတယ်။အဲ့ဒီတော့ကျွန်တော်မြောက်တကုံမှာပြန်ပြီးတော့မှကြည့်မယ်ဆိုလို့ရှိရင်စာရွက်စာတမ်းတွေကဂရမ်အမီပေါက်တွေပို့ပြီးတော့မှများလာပါတယ်။ဂရမ်ဂရုံးတွေတောင်တိတ်ပြီးတော့မှကျွန်တော်မတွေ့ရတဲ့အနေအထားလေးမှရှိနေပါတယ်။ပြန်ရောင်းချတဲ့အခါမှာလည်းဂရမ်အမီပေါက်တွေကပြန်လည်ရောင်းချတဲ့အတွက်စာရွက်စာတမ်းပိုင်းမှာပို့ပြီးတော့မှခိုင်မာပြီးစိတ်ချရတဲ့အနေအထားမှရှိပါတယ်။နေဆယ်60တွေကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းလက်ရှိမှာဂရမ်မွေးရင်ချက်မိတူချမ်းတွေကတော်တော်လေးကိုနည်းလာတဲ့အနေအထားကိုတွေ့ရတယ်။ ်ခွဲစိတ်တဲ့လုပ်ငန်းရှင်တွေကိုလည်းတော်တော်များများလှုပ်လာကြတော့ကျွန်တော်တို့တွေ့ရတယ်လက်ရှိမှာလည်း20 60 gram ခွဲစိတ်ပြီးအမီပေါက်တွေကတဖြည်းဖြည်းများလာတာကိုတွေ့ရပါတယ်ခမန်းကြီးရပြောရမယ်ဆိုလို့ရှိရင်တော့လာမယ်2029-2028ကာလတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့မြောက်တကုံမှာ20 60 gram ခွဲစိတ်ပြီးအမီပေါက်တွေကတိတိတတ်တာပို့ပြီးတော့မှများလာလိမ့်မယ်ဥပမာတရားရခိုင်နှုန်းမှာ80ရခိုင်နှုန်းလောက်က ကရန်အမီပေါက်ခွဲစိတ်ထားပြီးသားအနေထားလေးတွေဖြစ်လာမယ်လို့တော့ခန့်မှန်းရပါတယ်ခင်ဗျာဆိုတော့မြောက်နုကမြို့နယ်ကိုအခြားမြို့နယ်တွေနဲ့နိုင်ရှင်းလိုက်မယ်ဆိုလို့ရှိရင်စားရွက်ဆိုင်ရာမိုက်မှာပို့ပြီးတော့မှစိတ်ချပြီးတော့ခိုင်မာတဲ့အနေထားကိုတွေ့ရပါတယ်ခင်ဗျာဒုတိယတစ်ချက်ကတော့မြို့တိဆောက်ပုံအနေထားလေးပါမြောက်နုကမြို့နယ်ရဲ့ဖွဲ့စည်းတိဆောက်ထားတဲ့ပုံစံကမန္တလေးမြို့နယ်နဲ့တော်တော်လေးဆင်နေတာကိုကျွန်တော်တို့တွေ့ရပါတယ် ရက်ွက်တွေကလည်းလေးတောင်းဆက်ဆံတိဆောက်ထားတဲ့ပုံစံလေးတွေကမြောက်ဒဂုံမြို့နယ်ရဲ့ထူးခြားချက်တစ်ခုလို့ကျွန်တော်တို့ပြောရမှာပါ။ရက်ွက်တွေမှာကြည့်မယ်ဆိုလို့ရှိရင်လည်းတောင်းကလာမြောက်ကလာတို့နဲ့နိုင်ရှင်ကြည့်မယ်ဆိုလို့ရှိရင်ရက်ွက်တွေလမ်းတွေကတော်တော်လေးကိုကျယ်ပြီးတော့မှတသက်ရဲရဲရှိတဲ့အနေအထားမှာတွေ့ရပါတယ်။ ရက်ကွက်တွင်းကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်လည်းရက်ကွက်အတွင်းထဲမှာ contract တွေတိတ်ပြီးတော့မှမရှိသေးဘူး။ channel ဝင်းနဲ့တတတရရဲ့နေနေကြတဲ့လူတွေပို့ပြီးတော့မှများတယ်။အဲ့ဒီတော့ privacy ပို့ပြီးတော့မှရှိတဲ့အနေအထားကိုတွေ့ရပါတယ်။ရက်ကွက်တွင်းထဲမှာကြည့်မယ်ဆိုရင်လည်းအရင်တော့တိစောက်ထားတဲ့ပြင်နာအိမ်တွေ၊အုံညက်အိမ်တွေတောင်တိတ်ပြီးတော့မှမရှိတော့တဲ့အနေအထားကိုတွေ့ရပါတယ်။နောက်ပိုင်း modern design RC တိုက်တွေတော်တော်များများကိုကျွန်တော်တို့တွေ့လာရပါတယ်။ဒီ yarn တွေကမြောက်ကုမြို့နယ်ရဲ့ develop ဖြစ်လာတဲ့အနေအထားတစ်ခုကိုကျွန်တော်တို့ခန့်မှန်းကြည့်လို့ရပါတယ်ခင်ဗျာ။နောက်ဆုံးတစ်ချက်ကတော့လက်ရှိပေါက်ဈေးအနေအထားပါ မြောက်ဒုက္ခမြို့နယ်ရဲ့ဈေးတန်းနေထားကိုကြည့်မယ်ဆိုလို့ရှိရင်တော်တော်လေးမြင့်လာတဲ့အနေထားကိုကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့လည်းဒီမြို့နယ်တစ်ခုတည်းပဲဈေးတက်လာတာမဟုတ်ပါဘူးရန်ကုန်အင်ချက်မြေဈေးကွက်တစ်ခုလုံးကဈေးတက်လာတဲ့အနေထားပါဥပမာပြောမယ်ဆိုလို့ရှိရင်ရန်ကုန်မြို့နယ်ရဲ့ဈေးတန်းကတောင်ကလာမြို့နယ်ရဲ့ဈေးတန်းထက်ပိုပြီးတော့မှများနေတယ်လို့တောင်ကလာရဲ့ဈေးတန်းကမြောက်ဒုက္ခမြို့နယ်ရဲ့ဈေးတန်းထက်ပိုပြီးတော့မှများနေပါတယ် အဲ့လိုမျိုးပဲကျွန်တော်တို့မြောက်တကုံရဲ့ဈေးတန်းကအရှိတကုံတောင်တကုံတို့ထက်ပိုပြီးတော့မှများနေတာကိုတွေ့ရပါတယ်။အဲဒီမှာမှလက်ရှိမြောက်တကုံမြို့နယ်ရဲ့ဈေးတန်းလေးကလုပ်ငန်းရှင်တွေရင်းနှီးမြှုပ်နှံနေသူတွေရဲ့လက်လန်းမိတဲ့အနေအထားလေးတစ်ခုမှရှိနေသေးတယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်။အဲ့ဒီအတွက်လည်းသူ့ပတ်ဝန်းကျင်မှာရှိတဲ့တခြားမြို့နယ်နဲ့ပြန်ပြီးတော့မှရှိမယ်ဆိုရင်မြောက်တကုံမြို့နယ်ကအယောင်းဝယ်ဖြစ်နှုန်းပိုပြီးတော့မှများနေတာပါ။ အခုပြောသွားတာလေးတွေကတော့မြောက်ဘုံမြို့နယ်ဘာကြောင့်ရေပန်းစားနေရလဲဆိုတဲ့ဟာကိုကျွန်တော်တိတိလောက်အကြမ်းမြင်းလေးကျွန်တော်သုံးသပ်ထားတာပဲဖြစ်ပါတယ်။နောက်ဗီဒီယိုတွေမှာမြောက်ဘုံမြို့နယ်ရဲ့လမ်းဘက်ဆက်သွယ်ရေးအကြောင်းကိုပြောမှဖြစ်လို့ကျွန်တော်တို့ဇီယံအင်ချက်မြေကို follow လုပ်ထားပေးပါအောင်။